။ဟောလေးပြောတဲ့။ဟုတ်။ပြစ်တဲ့နေတွေကနေပြီးတော့သွေးလူခြင်းနဲ့ရှင်ပြီးရှိလို့ပြောခြင်းလည်းသွေးလူပါလို့ပြောခြင်းပါရဲ့။ဘာဖြစ်ဆိုတော့ဒါဇီဝိဒဒါနာမြောက်ပါရဲ့။ကိုယ်ခန္ဓာကိုယ်တွေကသွေးနဲ့ဒီပါပါပေါ့နော်။ပတ်သက်တဲ့ကြားတစ်ချက်မှမကုန်ပဲလို့ပြောတာ။အရင်အာမြတ်တော်အလူဖြစ်ပါရဲ့လို့အဲ့ဒါဥကြပါလို့ပြောခြင်းပါရဲ့ရှင်။ဟုတ်တယ်ကော။ တော့ဟိုတိတိထချာပေါ့နော်စီစဉ်နာတာကျစီစဉ်နာခြင်းမရှိပါဘူးဟိုမနေ့ရောမှာအာဟိုဘီဘိုလေးဘီဘိုလေးကိုတောက်လှူမယ်ဆိုတာနဲ့ပိုညနေပိုင်းလဲကြတော့အာဈေးကိုချက်ချင်းသွားတောက်ပြီးတော့အာမုတ်တီပါကြီးဝယ်ဝယ်ပြီးတော့အာလှူလှူပွဲပစ္စည်းတွေဝယ်ပြီးတော့မှပိုသွားတာပေါ့နော်အာဒါကတော့ဟိုအချိန်မှတ်တော့မရှိပါဘူးဒါပေမဲ့ပိုဒီနေ့ကပိုရဲ့26နှစ်နဲ့လေးလပြည့်နေပါဟုတ် မျက်ကြည်လွာပေါ့နော်ကျွန်တော်ပို့ relay ပို့ပို့ fan အနေနဲ့မျက်ကြည်လွာတော်လူဖြစ်ပါရဲ့အာအလုံးပေါင်းပို့လို့ဟိုမနော်12ရက်73လောက်တော့73ရက်လောက်တော့ရှိပါရဲ့အာစုပြီးတော့ပေါ့နော်ပြိတ်သက်တင်နေအတူတူဒါအလူလုတ်ဖြစ်တာပေါ့အခုလည်းသွေးလူတဲ့နေရာရောက်နေတာပေါ့နော်ဒါပေမဲ့ပိုကဒီနေ့သွေးအားမပြေလို့မလူခဲ့ရဘူးပေါ့နော်အဲချစ်ပရိသတ်တွေတွေကနေရောဟိုသူတို့လူတဲ့လူရှိပါတယ်အဲအဲ့တော့သူတို့ဒီလူရဲ့လူတွေအားပေးရပါဟာအဲဘာပြောပျော်ပါရဲ့ပျော်လဲပျော်ရဲ့နော်ပီတိဖြစ်ပါရဲ့ဘာပြောပို့ရို့ပေါ့နော်အလူတန်းလောက်ရတဲ့ အဲမှာဘောနော်ဟိုအရင်တော့ဟိုးအရင်တော့လုတ်ခဲတဲ့အလူကကြတော့ဟိုလှူတယ်ဆိုတဲ့ဟာပဲရှိရပါအလူတယ်ပေါ့နော်ခလေးဘွားတော့ဟိုအသက်ကြီးလာတဲ့အမြပေါ့နော်ဟိုလှူတဲ့အကျိုးကျေးဇူးတွေတည်လာတဲ့အမြပို့ပြီးတော့လှူကျင်လာတယ်လှူတဲ့အချိန်မှာလည်းဖြစ်တဲ့ပီတိရာမတူပါဘူးပေါ့နော်စေတနာသုံးတန်နဲ့ဟိုအညီလှူတာပေါ့နော်မလှူခင်မှာလည်းစေတနာစေတနာရှိရယ်နောက်ပြီးတော့လှူတဲ့အချိန်မှာလည်းပီတိစေတနာပေါ့နော်နောက်လှူပြီးွားတဲ့အချိန်မှာလည်းအော်ငါဒါလေးကိုလှူခဲ့တယ်ဝမ်းသာတယ်ဆိုတော့စေတနာသုံးတန်နဲ့လှူခဲ့တယ်ဆိုတော့ ဟိုဘောနော်ဒီစုတွေဒီအလူတွေနဲ့ပတ်သက်ပြီးတော့ဟိုတာသနာပြုနိုင်တဲ့လူဖြစ်ချင်ပါတယ်ဟုတ်